ဒီနေ့ပြောပြခြင်းနဲ့အကြောင်းအရာလေးကတော့အမျိုးသမီးတွေမှာခံစားရလိရှိတဲ့တင်ပစုံနာကနေပြီးတော့ကာလကြာရှည်စွာနာကျင်မှု chronic pelvic pain ဒါမှမဟုတ်ရင် persistent pelvic pain အကြောင်းလေးကိုပြောပြခြင်းပါတယ်ဒီ topic လေးကိုပြောဖို့ idea ကဘယ်လိုရသွားလဲဆိုတဲ့အခါကျတော့ gynecology မှာအလုံးလုံးနေရင်းနဲ့အမျိုးသမီးတွေမှာ အကြောင်းကြီးတတိကျကျမရှိပဲနေပေါ့နော်ကုသလို့ရတဲ့ဟာတွေလည်းကုသပြီးသွားပြီးရှာဖွေလို့ရတဲ့ဟာတွေလည်းရှာဖွေစမ်းသပ်စစ်ဆေးပြီးသွားသည့်တိုင်အောင်မှသူတို့မှဒီနာကျင်မှုကဆက်ပြီးတော့ရှိနေရပေါ့နော်ဒါတော်တော်လေးလဲအာတွေ့ရအများတဲ့ခါကျတော့အာမြန်မာပြည်မှာလည်းဒါမျိုးတွေရှိနိုင်တယ်ဒါကို awareness လေးလဲပို့ပြီးတော့ရစေခြင်းနဲ့ဘယ်လို manage လုပ်လို့ရမလဲဆိုတာလေးလဲအာပြောပြခြင်းလို့ဒီ topic လေးကိုရွေးချယ်လိုက်ပါတယ် ဒီဗီဒီယိုလေးကတော့နည်းနည်းလေးတော့ရှင်းမယ်ထင်တယ်။အာတည်ခံပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်။ဥစွာပထမအနေနဲ့ပြောချင်တဲ့ဟာကအာနာကျင်မှုပေါ့နော်ဆဆချင်းဖြစ်ပေါ်လာတဲ့အခါမှာစိတ်ကူးတောင်းဖို့ခံယူဖို့လိုအပ်တဲ့အကြောင်းရင်းတွေများရှိနေလား။အဲအနေရှိနိုင်တဲ့အကြောင်းရင်းတွေရှိမရှိပေါ့နော်။ဒါမျိုးကို စစ်ဆေးဖို့ဆရာဝန်နဲ့ပြသဖို့ကအလုံးကိုအရေးကြီးပါတယ်။ တခါတလေကြရင်ပေါ့နော်ဟိုစံသက်ဆစ်ဆေးတာကြီးလုတ်တယ်ဒါပေမဲ့ဗာပြဿနာမှရှာမတွေ့တာမျိုး ရှိပြီးတော့နာကျင်မှုကဆက်ပြီးတော့ရှိနေတာဒါမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးကြီးကာလကြာရှည်စွာ ဖြစ်လာတဲ့အခါမှာစင်စားတက်လာတဲ့အရာတွေကကြတော့အဲကိုခန္ဓာကိုယ်ကဘာဖြစ်လို့များဒီလောက်တောင် ထိလဲရှာလဲဖြစ်နေရလဲငါးကားများတအားတွေနုနယ်နေရလားဆိုပြီးတော့ ကိုကိုကိုအဲ့လိုမျိုးမသာမတာလေးစဉ်းစားမိလာနိုင်တယ်နောက်တစ်ခုကလည်းအဲတချို့သူတွေကလည်းပြောလာနိုင်တာပေါ့နော်ဒါနေစိတ်ထဲမှာဖြစ်နေရဒါကိုစိတ်ထဲကနေဖြောက်ထားလိုက်အဲဒါမျိုးဒီအဲကြားရတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီလိုမျိုးခံစားနေရလို့ကိုဟာစိတ်တွေနုနေနေရလည်းမဟုတ်ဘူးအားနေနေရလည်းမဟုတ်ဘူးဒီနာကျင်မှုကစိတ်ကူးရင်သက်သက်လည်းမဟုတ်ဘူးဒါတကယ်ကိုနာကျင်မှုပါ အဲ့တော့ pain ဆိုပြီးတော့ပြောရတဲ့အချိန်မှာပေါ့နော်နှစ်မျိုးခွဲလို့ရတယ်ကာလတို့ပဲနာကျင်တဲ့ဟာနဲ့ကာလကြာရှိစွာနာကျင်တဲ့ pain နဲ့ဆိုပြီးတော့အဲ့လိုမျိုးနှစ်မျိုးခွဲလို့ရတယ်ပေါ့နော်အဲ့တော့နာကျင်မှုတွေကမကောင်းနေရမဟုတ်နာရတော့ခံစားချက်ကြီးရတော့ဘယ်ကောင်းမလဲနော်ဒါပေမဲ့ဒါကခန္ဓာကိုယ်ကိုကာကွယ်ပေးနေတဲ့တဘာဝရဲ့ပုံမှန်တုံ့ပြန်မှုစနစ်ဖြစ်တယ်ပြောစင်တာက ပူတဲ့ဦးကိုဂိုင်းလိုက်မိတဲ့အခါမှာနာသွားတယ်။နောက်တစ်ခုကအဲ့နဲ့အဆူခံရတဲ့အချိန်မှာနာသွားတယ်။အဲ့လိုနာသွားတဲ့အတီးကကိုကိုကိုဒါအောင်ထပ်မလုံးနဲ့တော့ရှောင်ဖို့ကိုကိုကိုကာကွယ်တဲ့မက်ကနီဇမ်ဖြစ်တယ်ပေါ့နော်။အဲ့တော့ပြောမယ်ဆိုရင်ကောင်းတာပေါ့လေ။အဲ့တော့အချိန်ဒိုနာခြင်းမှုတွေကအချိန်ကြာလိုက်ပုံမှန်အားဖြင့်သူ့လိုလိုပျောက်သွားတယ်။အဲ့လိုနာခြင်းမှုက ပြောက်မသွားဘဲနဲ့ဆွဲမြင်းနေတယ်။အာတခါကြီးကျရင်တို့က3လတခါလေးကျရင်တို့6လနဲ့ဖြတ်လေးရှိရပေါ့နော်။အဲ့ဒီကာလထက်ကျော်ပြီးတော့ဆက်ပြီးတော့အာပိန်းကဆက်ပြီးတော့ရှိနေတဲ့ဟာမျိုးကြတော့ဒါကို chronic pain လို့ခေါ်ရပေါ့နော်။အဲ့ဒီအချိန်ကာလမှာသူ့ရဲ့မူလစစ်မြစ်နာကျင်စေတဲ့အရာကပျောက်ခင်းသွားတာမျိုးတောင်ဖြစ်နိုင်တယ်။ဒါပေမဲ့ဆက်ပြီးတော့နာကျင်မှုက ရှိနေတော့ပဲပေါ့နော်တချို့လူတွေမှာအဲ့လိုမျိုးပေါ့နော်နာတာရှည်နာကျင်မှုကဘာဖြစ်လို့ဖြစ်လာပြီးရောတချို့မှာတော့ဘာဖြစ်လို့မဖြစ်လာလဲဆိုတာကိုတိတိကျကျမသိရသေးဘူးပေါ့နော်အဲ့တော့ပြောချင်တဲ့အထိပယ်ကကြတော့ဒါပါတော့လူနှစ်ယောက်ရှိတယ်လူနှစ်ယောက်မှာယောဂအတူတူဖြစ်တယ်အဲ့လိုတင်ပစုံနာမှာပြဿနာတစ်ခုခု ရှိတယ် ူတူပဲဖြစ်တာပုံစံကဒါပေမဲ့တယောက်ကတော့လုံးဝပျောက်နေသွားတယ်။နောက်တစ်ယောက်ကနာတာရှိနာကျင်မှု ဖြစ်လာတာမျိုးရှိနိုင်တယ်။အဲ့တော့အခုထိတော့သူတည်တနာပြုလုပ်နေစေဖြစ်တဲ့အာချိန်ကြာလာနဲ့အများတော့ပို့ပြီးတော့သိရှိလာမယ်လို့တော့မျှော်လင့်ရပါတယ်။ဒီ chronic pelvic pain နဲ့အများအဖြစ်ဆက်နွယ်နေတဲ့အာယောဂတစ်ခုရှိတယ်။အဲ့ဒါက endometriosis ပါ um အဲ့ဒီယောဂါကတိုင်ဟင်အတွင်းမှာရှိတဲ့ tissue တွေကတိုင်ဟင်ပြင်ပနေရာတွေမှာ လွဲမှားပြီးတော့ကြီးထွားတဲ့ယောဂါပေါ့နော်အဲ့ဒီအကြောင်းလေးကိုလည်းဗီဒီယိုတစ်ပုဒ်သက်သက်ရှိပါတယ်အဲ့ဒီအခြေအနေနဲ့ chronic pelvic pain ကတော်တော်လေးဆက်နွယ်နေတာကိုလည်းတွေ့ရှိရတယ်နောက်တစ်ခုကခဏခဏနာကျင်မှုတွေဖြစ်ပွားတဲ့ဟာကတစ်ချိန်နဲ့ပြင်းထန်စွာနာကျင်တာထက်နာတာရှိနာကျင်မှုဖြစ်ဖို့ ိုများတယ်အဲ့တော့ကုသမှုတွေဘယ်လိုလုပ်လို့ရလဲဆိုတာကို မပြောခင်ပေါ့နော်ဒီပိန်းရဲ့အကြောင်းလေးကိုနည်းနည်းလေးအာရှင်းပြကြပါမယ်အဲ့တော့ဒီပိန်းရဲ့ pathway တွေပေါ့နော်ဒီနာကျင်မှုဆိုင်ရာဒီလမ်းကြောင်းတွေကဘယ်လိုလုပ်လုပ်တယ်ကျော်သားတွေကဘယ်လိုလုပ်လုပ်တယ်အာယုံကြောလမ်းကြောင်းတွေ ਨੇ စိတ်ခံစားမှုတွေပေါ်ဒီလိုမျိုးနာကျင်မှုတွေကဘလို့တက်ရောက်မှုရှိလဲဆိုတာကိုလေ့လာကြည့်အောင်ပြောမယ်ဆိုရင်ခန္ဓာကိုယ်အစိတ်ပိုင်းအားလုံးစီကနေပြီးတော့ message တွေကိုအုံနောက်ကအချိန်တိုင်းလက်ခံရရှိနေရဒါပေမဲ့အဲ့ဒီအချက်လက်တိုင်းကိုကိုကသိနေလားဆိုတော့မသိနေဘူး तू ကအရေးမကြီးဘူးလို့သူယူဆရင်သူတတိထားမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အုံနောက်ကဒီအချက်လက်တွေကိုစစ်ထုတ်ပြီးတော့ဘယ်ဟာတော့အရေးယူဆောင်ရက်တဲ့နေဘယ်ဟာတော့အရေး မယူလဲရရဲဆိုတာမျိုးကိုဆုံးဖြတ်တယ်ပေါ့နော်အဲ့ဒါမျိုးကိုဥပမာအနေနဲ့ပြောရမယ်ဆိုရင်စီးရင်ထဲမှာစီးပမာဏဘလောက်ရှိနေလဲဆိုတာအုံနောက်ကအမြဲစောင့်ကြည့်နေတယ်ဒါပေမဲ့စီးရင်မပြည့်မချင်းကိုကအဲ့ဒါကိုတတိထားမိမှာမဟုတ်ဘူးဒါပေမဲ့စီးရင်ပြေးလာတဲ့အချိန်မှာတော့အုံနောက်စီတို့သွားတဲ့ message တွေပို့ပြီးတော့များလာတယ်။အဲတကယ်လည်းပြေးသွားတဲ့အချိန်မှာကဲနင်တော့အိမ်သာသွားဖို့လိုနေပြီဆိုတဲ့ဟာကို အုံနောက်က ကိုအချက်ပြရတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုကအုံအုံနောက်စကားနားမထောင်အိမ်သာမသွားလိုက်ဘူးစီးရင်ကဆက်ပြီးတော့တင်းပြီးတော့ပြည်နေရဆိုရင်အဲ့ဒီအချိန်မှာနာကျင်မှုကိုစပြီးတော့ခံစားရတယ်ကဲတကယ်လို့ကိုကအာစီးသွားပေါက်လိုက်တယ်ဆိုရင်တော့မပြည့်တော့ဘူးပေါ့မပြည့်တော့တဲ့အခါမှာ तू ကအဲ့ဒီအချက်လက်တွေကိုကိုတတိမပို့တော့အဲ့တော့ဒါကသူ့ရဲ့ပုံမှန် mechanism ပေါ့နော် ဒါပေမဲ့စီးပွားဝင်တာမျိုးရှိတယ်။ဒါမှမဟုတ်စီးအိမ်မှာပြဿနာတစ်ခုခုဖြစ်နေရမျိုးရှိတယ်ဆိုရင်တော့ပုံမှန်ထပ်ပုံများတဲ့ pain message တွေပေါ့နော်။အဲ့ဒါတွေကိုအုံနှောက်စီတို့ပို့ပြီးတော့ပို့ဆောင်တဲ့အခါမှာပုံမှန်ထပ်ပို့ပြီးတော့အာစီးအိမ်ကိုမကြာခဏစီးသွားဖို့လိုအပ်တယ်ဆိုပြီးတော့ကိုကခံစားနေရတယ်။နောက်တစ်ခုက ကြွက်သားတွေနဲ့ကောင်ကဘလို့ဆက်ဆိုင်နေလဲဆိုတဲ့အခါကျတော့ကြွက်သားတွေကတန်ရာရတဲ့အခါဒါမှမဟုတ်နာကျင်တဲ့အခါမှာတင်းမာလာတယ်။ဒါကလည်း body ရဲ့ protect လုပ်တဲ့ mechanism ပဲ။ဘာလို့လဲဆိုတဲ့အခါကျတော့အဲအဲ့လိုတင်းသွားတဲ့ခါကျကိုကတိတ်ပြီးလှုပ်လို့မရတော့ဘူးတိတ်ပြီးကိုယ်ညှို့လို့မရတော့ဘူးပေါ့လေအဲ့ဒီခါကျတော့ထပ်ပြီးတော့ထိခိုက်မှုမဖြစ်အောင်ကာကွယ်ပေးတဲ့ဒါတဘာဝရဲ့တုံ့ပြန်မှုပေါ့နော်အဲ့တော့ တင်မဆုံနာမှာအနာကျင်မှုတစ်ခုခုရှိလာတဲ့အခါမှာအဲ့တင်မဆုံနာမှာရှိရဲ့ကျက်သားတွေကလည်းအဲ့လိုပဲတင်းမာလာတယ်။ဒါပေမဲ့စဉ်းစားကြည့်ရင်ဒီကျက်သားတွေကအမြဲတမ်းတင်းမာနေဖို့မတင်လဲမတင်တော့ဘူး။ဒါပေမဲ့သူကိုယ်တိုင်အကြာကြီးတင်းမာလာတဲ့အခါမှာသူတို့ကိုယ်တိုင်ကနာကျင်လာပြီးရောပို့ပြီးတော့ pain ကိုပို့ဆိုးစေတယ်ပေါ့နော်။အဲ့တော့လူရဲလို့ဖြစ်လာရင်လူတွေကလှုပ်ရှားဖို့ဖန်တီးထားတာဖြစ်တယ်။ အဲ့ဒီအချိန်မှာနာကျင်တဲ့အချက်ကြောင့်ပေါ့နော်အချိန်များစွာထိုင်နေမိရတာမဟုတ်ဘူးအိတ်နေအဲ့ခါမှာအဲ့လိုမျိုးတန်တရားကြီးကလဲနေပြီးတော့နာကျင်မှုကိုပို့ပြီးတော့ဆိုးသွားစေတယ်အဲ့ချိန်မှာအရန်ကိုတင်းမာလာတဲ့ကြွက်သားတွေကကြွက်တက်တယ်လို့ခေါ်တဲ့ spasm ကိုဖြစ်စေပြီးတော့ပေါ့နော် ရုပ်တရက်ဆူးပြီးတော့အောင်းတာဒါမှမဟုတ်ရင်ကြွက်တက်တဲ့လိုမျိုးတွေနာကျင်တာတွေဖြစ်စေနိုင်တယ် ပြောရင်ပြောရင်လည်းစတဲ့လူတွေအောင်ဖြစ်နေပြီလားမသိဘူး။ဒါပေမဲ့ဒါလေးလည်းပြောပြချင်လို့ပါ။အဲ့တော့တခုခုနေရာမှာထိခိုက်တရားဖြစ်သွားတယ်။အဲ့ဒီခါမှာနာကျင်မှုပေါ့ကွယ်တခုခုဖြစ်သွားတယ်။အဲ့ခါမှာအဲ့နေရာကအာယုံကြောတွေကနေတဆင် pain message တွေကိုကြောယူတို့အုံနှောက်တို့စီသူကပို့လိုက်တယ်။အုံနှောက်ကအဲ့ဒါကိုတီးရတဲ့အခါကျတော့မှနာကျင်တာကိုခံစားရတာပေါ့နော်။ ။ဒါပေမဲ့ရေရှိနာကျင်လာတဲ့အခါမှာအဲ့ဒီလမ်းကြောင်းတွေကလည်းပြောင်းလဲသွားတယ်၊ရှုပ်ထွေးသွားတယ်။ဒါကို central sensitization ဘာသာပြန်ရင်တော့ central ဆိုတော့ဘဟုပေါ့နော် sensitization ဆိုတော့အာယုံခံစားမှုလုံခဲ့တယ်လို့အဲ့လိုဘာသာပြန်လို့ရမယ်ထင်တယ်။အဲ့တော့အဲ့လိုပို့ပြီးရရှုပ်ထွေးလာတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုတဲ့အခါကျတော့နည်းနည်းလေးနာကျင်ခဲ့တဲ့ຢာတွေကပို့ပြီးရနာကျင်လာတယ်။ပြောချင်တာက အရင်တုန်းကအာလိန်ဆက်ဆံတဲ့ချိန်မှာတတ်ထောင်တတ်တာမဖြစ်တာလည်းရှိရယ်ဒါပေမဲ့နောက်ပိုင်းမှာနာကျင်လာတယ်နောက်တစ်ခုကအရင်ကမနာကျင်ခဲ့တဲ့အရာတွေကအခုချိန်မှာနာကျင်လာတယ်အပြောမယ်ဆိုရင်သူများအထွတ်ဆိုရင်တော့မနာနေဒါပေမဲ့သူ့အထွတ်ကတအားနာနေရဥပမာပြောရမယ်ဆိုရင်ဂျင်းအကြက်ကလေးဝတ်တာဟာအစားဒါမှမဟုတ်ရင်တရားရောက်ကအဲ့ဒီ ဘိုင်နားလေးကိုလက်လေးနဲ့ထိတွေ့လိုက်တာအစမနှစ်မြုပ်ပွဲဖြစ်နေတာတတိယအချက်အနေနဲ့က pain area ပို့ပြီးတော့ကျေပြန့်လိုက်ပြောချင်တာကအရင်ဆုံးကအော် pelvic နေရာမှာပေါ့နော်ဒီဒီမဆုံနားမှာနာတယ်အဲ့ဒီနာတဲ့ဟာက one by out ပိုင်းပဲဒါပေမဲ့နောက်ပိုင်းကျတော့ one by တစ်ခုလုံးနေဖြစ်လာတယ်ခါနဲ့ပေါင်နေတဲ့အထိအော်နာကျင်မှုတွေခံစားရလာတယ်ပေါ့နော် ်ဒါပေမဲ့အဲ့လိုပြောလို့ခါနဲ့ပေါင်တို့မှာကပြဿနာဖြစ်နေတာမဟုတ်ဘူးပေါ့နော်အာစတုထအချက်အနေနဲ့အကြတော့နာကျင်မှုကတခြားတနေရာတွေစီပါပြန်နိုင်တယ်အဲ့တော့ pain နဲ့ emotion ကလည်းတော်တော်လေးကိုဆက်လွယ်မှုရှိတယ်။ဒါပါတော့မိသားစုတို့ အလုံမှာတော့ဒါမှမဟုတ်ရင်အဲတခြားသောဆက်ဆံရေးတွေဒီမှာ ပတ်သက်ပြီးရောပေါ့နော်ဆိုရင်ပူပန်တာရေးရှိနေရတဲ့အဲ့လိုမျိုးအချိန်မှာပို့ပြီးတော့နာကျင်မှုကိုစိုးစီတယ်တကယ်လို့ပေါ့နော်တာဝန်တွေအရင်များလာတဲ့ခါမှာဒါမှမဟုတ်စိတ်ဖိစီးမှုခံစားနေရတဲ့ခါမှာလည်းကြော်သားတွေဟာတင်းမာလာတယ်အဲ့ခါမှာလည်းပို့ပြီးတော့နာကျင်လာတယ်ပေါ့နော်နောက်တစ်ခုက ဲ့လိုမျိုးနာတာရှိရင်နာကျင်မှုဖြစ်လာတဲ့အခါမှာကျမရဲ့အပေါ်မှာရောဘလို့တက်ရောက်မှုရှိလဲဆိုတဲ့အခါကျတော့အများကြီးတက်ရောက်မှုရှိတာပေါ့လေအဲ့တော့ painly ရှိနေတဲ့အချိန်မှာကိုယ့်ရဲ့ကိုခံစနစ်တွေဟော်မုန်းစနစ်တွေဒီလိုမျိုးအာယုံကြောစနစ်တွေကအလုတ်လုတ်လာတယ်ခန္ဓာကိုယ်တစ်ခုလုံးကပါဝင်ပတ်သက်လာတဲ့ဒီ pain ကိုတုံ့ပြန်ကြတယ် ဒါကရေတုံမှာတော့ကောင်းတယ်ဒါပေမဲ့ရေရှိမိုင်းအဲ့လိုဖြစ်လာတဲ့ခါမှာသူတို့ကစိတ်ထဲမှာမှတ်လာပေါ့နော်အဲဒါကတော့အဲ့ရေရှိကြီးဖြစ်နေပြီငါတို့အမြဲတမ်းအလုံးလုံးဆရာမလို့ဘူးဆိုပြီးတော့သူအဲ့လိုမျိုးမှတ်ယူလာပြီးတော့ကောင်းကောင်းအလုံးမလုပ်တော့အဲ့ခါမှာကိုယ့်ရဲ့ energy level ကြီးအာအိတ်ဆက်တဲ့ sleep day cycle တွေပေါ့နော်နောက်တစ်ခါကျတော့ဦးလန်းချောင်းနေ အာယုံဆူဆိုင်နိုင်စွမ်းနေ immune တွေကျလာပြီးတော့ဗောနောယောဂအပူတွေတိတ်လဲမခံနိုင်တော့ဘူးအဲ့လိုမျိုးအဆဆအရာရာတွေဟာထိခိုက်လာပြီးတော့ဘဝဟာပူပြီးတော့ခက်ခဲလာတယ်အဲ့တော့နာတာရှိဒီလိုမျိုးဗောနော chronic benefit pain တွေခံစားနေရတဲ့သူတွေမှာအေးမဝါတာတွေ ပင်မနှွမ်းနေတာတွေစိုးရိမ်စိမ်ညာတာတွေစိတ်ထက်ကြတာပြိုအန်းတာချွေးထွက်တာမူးဝေးတာဒါမှမဟုတ်မူးလဲမတက်ခံစားရတာတွေဖြစ်လေရှိတယ်။အဲတော့ pain ရဲ့ mechanism တွေ pain ကဘယ်လိုမျိုးအာလူခန္ဓာကိုယ်ပေါ်စိတ်ခံစားမှုတွေပေါ်ဘယ်လိုတက်ရောက်မှုရှိလဲဆိုတာဟာကိုတော်တော်ရှည်ရှည်လေးပြောပြရဲ့အချိန်မှာတော့ဒါကိုဘယ်လိုထိန်းချုပ်မလဲ။အော်ဒီအရှိအရှိမှပြောခဲ့တဲ့လေရည်ရွယ်ချက်ကတော့ဒီ pain က အရန်ကိုရှုပ်ထွေးတယ်မြ мян ဆန်ဆန်နဲ့လွယ်လွယ်ကူကူကုသလို့ရတဲ့ကုထုံးတစ်ခုဆိုပြီးတော့အဲ့လိုတော့မရှိနေသေးဘူးဒါပေမဲ့ဒီနာကျင်မှုကိုဘလို့ထိန်းချုပ်ရမလဲဘဝမှာတိတ်အေးမကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာအောင်ဘလို့စီမံခန့်ခွဲလို့ရမလဲဆိုတဲ့ဤလက်နေတော့ရှိတယ်ပေါ့နော်အကောင်းဆုံးစီမံခန့်ခွဲမှုဤလန်ကတော့ psychological ဒါမှမဟုတ်ရင် behavioral therapy ပေါ့နော်စိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်ရင်အပြုမူပိုင်းဆိုင်ရာကုထုံးနေပေါ့နော်ဘာဖြစ်လို့အဲ့ဒါကအကောင်းဆုံးလို့ပြောကြရလဲဆိုတဲ့အခါကျတော့အဲ့ဒီနီးနဲ့အုံနောက်ကနာကျင်မှုကိုခံစားရတဲ့ပုံစံလေးကိုပြောင်းလဲလျှော့ချဖြစ်ဖို့သင်ယူနိုင်လို့ပါဒုတိယတစ်ချက်အနေနဲ့ကအရှိမပြောခဲ့သလိုကြက်သားတွေကမလှုပ်ဘူး ပို့ပြီးတင်းနေရဆိုပို့ပြီးနာကျင်မှုဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီကြက်သားတွေလှုပ်ရှားဖို့တတောင်တတာဖြစ်စီဖို့ဒါကိုနားလေတဲ့ physiotherapist တွေနဲ့လေ့ကျင့်ခန်းတွေလုပ်နိုင်ပါတယ်တတိယကတော့လူနေမှုပုံစံပြောင်းတာပေါ့နော်စတုထကတော့စိတ်ကိုငြိမ်သက်စေပြီးတော့ဒီခန္ဓာကိုယ်ရဲ့အတင်းမှောင်မှုတွေကိုရှော့ချပေးနိုင်တဲ့ယောဂဆော့တာမျိုးတွေကိုလုပ်ကြည့်ပါ အာနောက်တစ်ချက်အနေနဲ့ကတော့ဈေးဝါးတွေပေါ့နော်ဈေးဝါးတွေလို့ဆိုတဲ့အချိန်မှာတော့အာ pain killer တွေပေါ့အာအနာသက်သာတွေဈေးတွေအဲ့အနာသက်သာတွေဈေးတွေမှာ paracetamol တွေတောက်လို့ရတယ်နောက်တစ်ခုကအာ NSAID လို့ခေါ်တဲ့ရောင်ရွက်မှုကို short ချပေးရဲအကိုက်ခဲပြောက်ဈေးတွေတောက်လို့ရတယ်ဒါပေမဲ့ဒီအကိုက်ခဲပြောက်ဈေးတွေကလည်း limit ရှိတယ်အာလူတူနဲ့တူလည်းမတူဘူးပေါ့နော်ဒါကြောင့်ဆရာဝန်နဲ့ဆွေးနွေးတာမြင်ပါနောက်တစ်ခုကအာ ဒီအာယုံကြောရေပေါ့နော်ဒီနာကျင်မှုတွေကိုထိန်းချုပ်ပေးတဲ့ဆေးတွေအဲအဲ့ဒါမျိုးတွေတောက်လို့ရတယ်နောက်တစ်ချက်အနေနဲ့ကတော့နာကျင်မှုတွေကဟော်မုန်းနဲ့ဆက်ဆက်နေတယ်ဆိုရင်ဟော်မုန်းကုသမှုတွေအသုံးပြုနိုင်တယ်အာနောက်တစ်ခုကတော့ဘိန်းပါတဲ့နာကျင်မှုတသက်စေတဲ့ဆေးတွေ opioid တွေကတော့ရေရှည်မာတာမျိုးတွေကို recommend မလုပ်ပါဘူး ာလို့ဆိုရခါကြတော့ရေတူမှာတော့ဒါကပိန်းကတတ်တာတလို့ရှိပေမဲ့ရေရှည်မှာတော့နာကျင်မှုကိုပို့ပြီးတော့စိုးစင်နိုင်ပါတယ်။အာနောက်ဆုံးအချက်အနေနဲ့ကတော့ပိန်းကအရန်ကိုမစိုးခင်ပေါ့နော်စောစောစီစီဆရာဝန်နဲ့ပြသကူတာပါကာကွယ်နိုင်တဲ့အရာတွေကိုကာကွယ်လို့ရတယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုတဲ့အခါကျဒီပိန်းကအရှိမပြောခဲ့သလိုခဏခဏကြီးဖြစ်လာတဲ့အခါမှာပို့ပြီးတော့ရှုပ်ထွေးလာတယ်အဲ့ဒီအတွက်ကြောင့်ဒီလိုကုသလို့ရတဲ့အားတွေကိုမြ мян ဆန်ဆန်လေးကုသလိုက်တဲ့အချိန်မှာဒီခန္ဓာကိုယ်ကနေပြီးတော့ပိန်းကိုတုံ့ပြန်မှုတွေကလည်းပြောင်းလဲသွားတယ်ပေါ့နော် chronic pelvic pain ရဲ့နောက်ဆက်တွဲပြဿနာတွေအနေနဲ့ကတော့စိတ်ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်တယ် anxiety လို့ခေါ်တဲ့အဆိုရင်ပူပန်မှုတွေများလာတယ် depression လို့ခေါ်တဲ့စိတ်ဓာတ်ကျတာတွေဖြစ်လာစေနိုင်တယ်ပေါ့နော် ကုသမှုမခံယူပဲထားမယ်ဆိုရင် နေစဉ်ဘဝကို ထိခိုက်လာနိုင်တယ်လူမှုရေးနယ်ပယ်တွေမှာကောအာတချို့လှုပ်ရှားမှုတွေလှုပ်ဆောင်တာတွေကိုပါရပ်တန့်စေနိုင်တယ်အဲ့ဒါပြင်အိပ်စက်တာတွေအစားအသောက်တွေ energy level တွေ motivation တွေဒါတွေကိုပါတက်ရောက်မှုရှိတယ်ပေါ့နော်တခြားနာတာရှည်နာကျင်မှုအခြေအနေတွေနဲ့လည်းတွဲပြီးတော့ ဖြစ်ပွားနိုင်တယ် chronic buffet pain ကိုတခုတည်းသော ကုသမှုနဲ့လုံအောင်ပျောက်ကင်းသွားအောင်လုပ်နိုင်ဖို့မလွယ်ကူသေးပေမဲ့စိတ်ပညာကာယကုထုံးနေနောက်တစ်ခုကနေထိုင်မှုပုံစံပြောင်းလဲတာတွေတင့်တော်တဲ့စေဝါးသုံးဆွဲတဲ့နီလမျိုးစုံနဲ့စီမံခန့်ခွဲခြင်းကသာအကောင်းဆုံးရလဒ်ကိုရရှိနိုင်ပါတယ် မိကုံးချုပ်အနေနဲ့ပြောချင်တာက chronic bedpain ကိုခံစားနေရတယ်ဆိုရင်ဒါကကိုတယောက်တည်းရင်ဆိုင်နေရတာမဟုတ်ဘူးကိုယ်စိတ်ကဖြစ်နေရလဲမဟုတ်ဘူးဆိုတာလေးကိုသိစေချင်တယ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ကို့အတွက်အသင့်တော်ဆုံးစီမံခန့်ခွဲမှုနည်းလမ်းတွေကိုရှာဖွေပြီးတော့တက်ကြွတဲ့လူနေမှု lifestyle လေးတွေအာတက်ကြွတဲ့ဘဝလေးတွေရရှိဖို့ရှာဖွေတိုင်ပင်မှာလို့ အာအာဘီစကားပြောကြရင်းနဲ့ဒီ audio mic ကနေပြီးတော့နှုတ်ခွန်းဆက်သားလိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ကြိုက်နေတဲ့တည်းဆိုရင် like share နဲ့ subscribe လေးလုပ်သွားလို့ရပါတယ်ဆိုတော့လည်း title လိုက်ပါရစေနောက်ထပ်သိချင်တဲ့ health information လေးတွေကိုလည်း comment မှာရေးသွားလို့ရပါတယ်ပြန်လည်ဆုံတွေ့ကြပါမယ် bye